BNF fashion show ပေါ်မှာအပြင်လေးကတော့ကျွန်တော်ဝစ်ဆုံလုံးဝသဘောမကျဘူးမကျတာဖြစ်တဲ့အတွက်ကျွန်တော် organization ကိုမေးလိုက်တယ်ဘာလို့ငါတို့ organization ကိုပေါ့နော်ဝစ်ဆုံဘလို့ဖြစ်ရတာလဲလို့ဘာလို့ဝစ်ဆုံကခါလေအရန်ပွားလေအရန်ရှည်နေရပေါ့နော်ဟောဒါကတော့ကျွန်တော်ပြိတ္တတွေကိုအားထားတဲ့သဘောမျိုးနဲ့မေးလိုက်တာပါသူတို့ဘက်ကလည်းဒါ designer ဘက်ကမလို့ပါဆိုကျွန်တော်တေချာလေးတောင်းပန်ပြီးတော့ဒါနှစ်ဦးနှစ်ဖက်ကြေးရေးထားပါလို့ပြသူကတောက်စီးလို့မရတာမရတော့ခါကျပပလေးပဲစီထားရပြီးတော့ခါကျတော့ဝစ်ဆုံကိုသူက handle လုပ်ရတာပေါ့နော်မိုးအကောင်းဆုံးလုပ်နိုင်တဲ့အတွက်လည်းဒါခုံယူပါတယ်လို့သူပြောချင်ပါတယ်ဟုတ်

ေါ့နော်အလမဲ့တရားရဲ့စူးစမ်းမှုတွေလည်းလိုအပ်တာပေါ့နော်ဒီသုံးခုပေါင်းဆက်တဲ့အခါမှာဒါအောင်မြင်မှုတစ်ခုကိုရရှိရပါပေါ့နော်အဲ့အတွက်လည်းဂုဏ်ယူပါရဲ့လို့ဒီထက်ကောင်းမွန်တဲ့နောက်ထပ် reset တွေရအောင်လဲကျွန်တော်အဲကျွန်တော်လောက်ကိုင်းနိုင်စွမ်းရှိသူတွေမှာစူးစမ်းပါအောင်မယ်ဟုတ်အဓိကကတော့ကျွန်တော်တို့အကုန်လုံးကြီးရှုတဲ့အခါမှာပေါ့နော်တို့ရဲ့ဒီအလှမဲ့တရားဖြစ်ခြင်းနဲ့စိတ်ရဲစူးစမ်းခြင်းနဲ့စိတ်ရဲပေါ့နော်အဲ့ဒါလေးကျွန်တော်ကြီးရှုပြီးရွေးရတာပေါ့နော် ်အာသူ့ရဲ့ swimsuit performance အပေါ်မှာတော့ကျွန်တော်အရန်ကိုဂုံယူပါတယ်လို့ကျွန်တော်လည်းကြည့်ရတဲ့အချိန်မှာပေါ့နော်အာကိုမင်းခန့်ရဲ့ train ပေးထားတဲ့ body body ပေါ့နော်အနောက်တစ်ခုကကြတော့ဒါ core wall link ရဲ့ဒါလမ်းလျှောက်တင်ပေးထားရဲ့ဒါသူ့ရဲ့ lunch skate တွေ ice skate တွေပေါင်းစုံပြီးသူကိုယ်တိုင်ကြိုးစားမှုနဲ့ top fight တွေရောက်ခဲ့တယ်ပေါ့နော် ြီးတော့ဒီလို body ရဖို့အတွက်ဆိုတာလဲဒါအမှန်တမ်းပြောရင်မလွယ်ကူပေါ့နော်ဘာလို့မလွယ်ကူ ਆ လဲဆိုလို့ရှိရင်ကျွန်တော်တို့ကစားတွေဖြတ်ရတယ်နောက်ခါကျအချိုတွေဖြတ်ရတယ်ပြီးတော့ carbon ပေါ့ carbon hydrate တွေအကုန်ဖြတ်ရတာပေါ့နော်ဖြတ်ပြီးတော့မှဒီအလှမဲ့တယောက်က body ကောင်းတစ်ခုကိုရတာပေါ့နော်သူလည်းလွယ်လွယ်ကူကူနဲ့ဒီ top 5ကိုရခဲ့တာမျိုးမဟုတ်ပါဘူးလို့အဲ့တော့ခါကျတော့သူ့အတွက်လည်းသူပြင်ပန်းခဲ့ရတဲ့အချိန်တွေအတွက်ဒါသူတို့လည်းဂုံယူပါရဲ့လို့ကျွန်တော်ပြောချင်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒါ body တခြားဆော့နေရတဲ့သူဒါ sugar တွေ sodium တွေအမြဲဖြတ်နေရတဲ့သူဖြစ်တဲ့အတွက်ဒါသူ့အတွက်ကိုလည်းဂုံယူပါရဲ့လို့ပြောချင်ပါတယ်ဟုတ် အာကျွန်တော်ကဟိုကျွန်တော်တို့မန်နေဂျာကိုဒီပြိုင်ပွဲသွားပြိုင်ပွဲတွေထည့်ပေးလိုက်တာလေထည့်ပေးလိုက်တာဖြစ်တဲ့အတွက်သူပြိုင်ပွဲ မှရှိနေတော့ခါကြတော့မြန်မာပါသွားပြီဆိုတာတိကြရေကကျွန်တော်ကအိုက်ပုံနဲ့ဒီဗီဒီယိုတင်လိုက်တာပေါ့နော်အိုက်ကလေးကသူ့တွေလည်းခုံယူတယ်ပြန်နောက်တစ်ခုကဒီနေ့မှလည်းကျွန်တော်သူ top 5ပါမယ်ဆိုတာကျွန်တော်အစကလေးကဒါယုံကြည်ပြီးထားထားပြီးသားဘာလို့ယုံကြည်ထားပြီးသားလဲဆိုတော့ကျွန်တော်တို့ဒီလမ်းလျှောက်တာတွေကိုလည်းအာဘန်ကောက်တီမာတွေရော training တွေကိုပေါ့နော်ပြန်နောက်တစ်ခုကကြာကျွန်တော်တို့ဆရာနဲ့ဆရာအဝါလေးနဲ့လည်းသူ့ကိုနေ့စဉ်နေ့တိုင်း training တွေရှိရဲအဲ့အပြင်ကိုကိုမင်းခန့်ကလည်းကြီးကြပ်ပြီးဘောယူတေချာလောက်ထားတာဖြစ်တဲ့အတွက်သူ့အတွက်ကျွန်တော်ကဒါယုံကြည်ပြီးသားပါလို့ အဲ့ဒါကြောင့်လည်းကျွန်တော်မီဒီယာတွေမှာအမြဲဖြေနေကြပါတော့เนาะဒီနေ့ကကျွန်တော်မြန်မာတွေအတွက်ရွှေနှင်းဖြစ်ကိုဖြေရမယ်ဆိုတာမျိုးပေါ့ဟုတ်အာမိုးရဲ့အကကကြတော့ဥမာအမှန်တိုင်းပြောလို့ရှိရင်တော်တော်များများကျွန်တော်ရဲ့အကြံဉာဏ်တွေပဲများတာပေါ့နော် daily wear ကနေစပြီးတော့နောက်ဆုံး final dress ကြီးနောက်ကမိုးလုံးအောင်အရာတွေအကုန်လုံးဒီကျွန်တော်ရဲ့စဉ်းစားထားတဲ့အရာတွေပေါ့နော်ဟို challenge တစ်ခုကိုချပြရတော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့တကယ်တကယ် talent ဆိုတာကတော့ကျွန်တော်တချင်းဆိုတာမျိုးတွေတကယ် hidden talent ပုံစံမျိုးတွေကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါပေမဲ့မိုးမှာကျတော့အဲ့လို talent မရှိဘူးမရှိတော့ခါကျတော့ငါတို့ challenge မှာပေါ့နော်ငါတို့မြန်မာနိုင်ငံ culture တစ်ခုကိုဗာပြနိုင်မလဲဆိုစဉ်းစားတဲ့အချိန်မှာကျွန်တော်အစတော့ simic account ကိုစဉ်းစားတယ်ပေါ့နော် simic account ကိုစဉ်းစားတယ်ဒါပေမဲ့ simic account ကကျတော့လေအချိန်တိုအတွင်းနဲ့ဘယ်လိုမှကနိုင်မှာမဟုတ်ဘူးအဲ့တော့ခါကျတော့ဒီမြန်မာ account လေးကိုကျွန်တော်တို့၃လလောက်အချိန်ယူပြီးတော့ဒါလေးလေ့ကျင့်တင်ကြပေးထားတာပါဟုတ် မိုးနေ့ကတော့ဒီနေ့တောင်မှဆက်တွေ့ရတယ်။ဘာလဲဆိုတော့ဒီနေ့အာ ဒီနေ့ဒီ diet light ကြည့်ရတဲ့သူတွေပေါ့နော် light ကြည့်ရဆိုမိုး makeup ပြင်နေတဲ့အချိန်မှာ light ကြည့်ရသူတွေဆိုသိလိမ့်မယ်မိုးကိုပထမအဆုံးပြင်ပေးထားတဲ့ makeup ကအဆင်မပြေဘူးမျက်မျက်ခုံးတွေမှာ तू ကငွေရောင်တွေတင်ထားတာပေါ့နော် bling bling တွေတင်ထားတယ်မိုးကလည်းမပြောရဘူးအဲ့အချိန်မှာ तू ဆရာကိုဖုန်းခေါ်လာတယ်ခေါ်လာတဲ့အချိန်မှာကျွန်တော်ပဲဟုတ်ကဲ့ makeup ဆရာကြီးဘာနဲ့တခြားပြောပြီးတော့ makeup look ကိုပြန်ပြောင်းခိုင်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နဲ့ကျွန်တော်ဒီ BNM မှာရှိမနေပြန်နဲ့လေကျွန်တော်နဲ့မိုးနဲ့ဒီအချိန်ပြည့်အဆက်အသွယ်ရှိနေတယ်သူဒီလည်းကျွန်တော်ဆရာကြမ်းကြမ်းနေအချိန်ပြည့်တောင်းနေရတယ်ဥပမာပေါ့ဒီနေ့ကျွန်တော်သူ့ကိုစပင်ကိုအကောက်လို့ခိုင်း င်ထားတယ်ဒါပေမဲ့အကောက်လုတ်ဖို့အတွက်အချိန်ရမရဘူးမရတဲ့အချိန်မှာတမိစပင်ကိုရအောင်ဖြောင်းမယ်ဖြောင်းစင်နေအောင်လုတ်လုတ်မယ်လုံးဝလုံးဝဖြောင်းနေအောင်လုတ်ချင်တယ်တေချာလေးပေါ့တတ်တက်ရက်လေးဖြစ်ချင်တယ်ဆိုတေချာသူပြီးသွားတဲ့အချိန်မှာကျွန်တော်ကိုဒီဗီဒီယိုကောပြန်ပြရတယ်အဲ့ဒါမှာကျွန်တော်ကျင်လက်ပြီဆိုတော့မှသူမိကက်ဆရာလေးကိုကျေးဇူးတင်ကြောင်းပြန်ပြောရတာပေါ့နော်အဲ့လိုမျိုးလေးရတော့ရှောက်ရှိရယ်ကျွန်တော်လည်းပြီးတော့သူ့ကိုပို့ပြီးတော့လည်းအားထားတာဖြစ်တဲ့အတွက်မကြခင်ဒီဇင်ဘာ6ရက်နေ့မှာကျွန်တော် ဟိုချီမင်းကိုကျွန်တော်အရင်လိုက်သွားမယ်ဟိုချီမင်းကိုလိုက်သွားပြီးအချိန်မှာဟိုချီမင်းကနေတဆင်ဒါလက်ကိုကျွန်တော်ကူးမယ်ဒါလက်ကနေပြီးတော့မိုးနဲ့တွေ့ဖြစ်မှာပါဟုတ်။ဒီက BNF Fashion Show ပေါ်မှာလေးပေါ့။ BNF fashion show ပေါ်မှာအပြင်လေးကတော့ကျွန်တော်ဝစ်စုံလုံးဝသဘောမကျဘူးမကျတာဖြစ်တဲ့အတွက်ကျွန်တော် organization ကိုမေးလိုက်တယ်ငါတို့ကနင်တို့နင်တို့ organization ပေါ်မှာအကောင်းဆုံး ပြိုင်ပွဲဝင်ကိုလှုပ်ပေးထားတဲ့တန်းနဲ့ဘာလို့ငါတို့ organization ကိုပေါ့နော်ဝစ်ဆောင်ဘလို့ဖြစ်ရတာလဲလို့ဘာလို့ဆိုဝစ်ဆောင်ကခါရလဲအရန်ပွာနေအရန်ရှည်နေရပေါ့နော်ဟိုဒါကတော့ကျွန်တော်ပရိသတ်တွေကိုအားထားရတဲ့ဘောမျိုးနဲ့မေးလိုက်တာပါဟိုငါတို့နောက်ခါကျရင်တော့လို့နည်းနည်းလေး fitting ဖြစ်တာလေးကိုပေးစေချင်တယ်ပေါ့နော်အဲ့လိုမျိုးပြောသူတို့ဘက်ကလည်းဒါ designer ဘက်ကမလို့ပါဆိုကျွန်တော်တေချာလေးတောင်းပန်ပြီးတော့ဒါနှစ်ယောက်နှစ်ဖက်ချေးရေးထားပါလို့ပြဟုတ်ဝစ်ဆောင်ကတော်တော်ရှည်ရမှာ န်းလျှောက်လိုက်တဲ့မှာလည်းခန်းအောက်ကိုရဲရဲဝါဟုတ်တယ်ဟုတ်တယ်အဲ့တော့ तू ကဒေါက်စီးလို့မရတာမရတော့ခါကျပပလေးပဲစီးထားရပြီးတော့ခါကျတော့ဝစ်စော်ကို तू ဟန်တယ်လောက်ရတာပေါ့နော်မိုးအကောင်းဆုံးလုံနိုင်တဲ့အတွက်လည်းဒါခုံယူပါတယ်လို့ तू ပြောချင်ပါတယ်ဟုတ်တခါနေကြလို့ရှင်တော့ဘယ်လိုပြောမလဲဆိုတော့တို့ကလည်း organization တစ်ခုတည်းလည်းပြိုင်ပွဲဝင်တွေအများကြီးကိုအုပ်ချုပ်ရတာဖြစ်တဲ့အတွက်တို့ကလည်းဒေါက်စီအောင်လိုက်လို့ပို့ဆိုတာမလွယ်ဘူးလေအဲ့တော့တို့ရဲ့ဟိုအားနဲ့ချက်အားတာချက်ခုံလုံးကျွန်တော်တို့ဘက်ကလည်းတခါလေကြရင်နားလည်ပေးရမှာပေါ့နော်ဟုတ်ကိုရင်ကဒါအားမဲ့ရွှေချတဲ့ခါမှာဘယ်လိုစံစံစံလုံးတွေကိုလိုက်ရွှေချတယ် ကျွန်တော်အဓိကကတော့အလှမယ်တယောက်ဒီနိုင်ငံတကာကိုသွားပြိုင်မယ်ဆိုရေးဆိုရှင်တော့ communication skill ကခေါင်းအောင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ရှိမှလာပြိုင်မယ်ဆိုဘာလို့လဲဆိုတော့ communication skill တခုမရှိဘဲနဲ့သူဒီကျွန်တော်တို့နိုင်ငံရဲ့ဒါကျွန်တော်နိုင်ငံမှာရှိရတာဘယ်လိုနေရာတွေမှာလာရောက်လဲပတ်သက်လဲ tourism promote ဘယ်လိုလုပ်မလဲအဲ့လိုမျိုးအကြောင်းအရာတွေပေါ့နော်ကျွန်တော်နိုင်ငံအကြောင်းကိုသူဘယ်လိုမျိုးမိတ်ဆက်မလဲပေါ့နော်အဲ့လိုမျိုးလိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ communication skill ကိုအရင်ကြည့်ပါတယ်နောက်ပြီးလို့ရှိရင်သူရဲ့အလှမယ်တယောက်ရဲ့စူးစမ်းမှု ပြီးရင်နောက်တစ်ခုကကြာဒီအလမယ်ဒီဒီ organization နဲ့တဟဇာတာဖြစ်မဖြစ်ပေါ့เนาะကျွန်တော်အဲ့ဒါမျိုးကြီးကြည့်ပါတယ်ဥမာဆိုရင်ဟို miss international ကိုနန်းနာအောင်မလို့ပဲနဲ့မြင်မြတ်မို့လွတ်လို့မရသလိုပေါ့เนาะနန်းနာကို miss cos မို့လွတ်လို့လည်းမရဘူးပေါ့အဲ့တော့တယောက်နဲ့တယောက် live ဖတ်တဲ့ပွဲတစ်ခုကိုလွတ်ပေးတာမျိုးလေးတွေနဲ့တက်ဆိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟုတ်ဟုတ်မိုးကိုအများကြီးအပိကြပါအောင်လို့ကျွန်တော်တို့လိုချင်တဲ့ crown တစ်ခုကိုရအောင်ကျွန်တော်ဘက်ကလည်းစူးစမ်းပါမယ်လေမိုးလည်းအများကြီးစူးစမ်းနေပါတယ်လို့ဟိုရတာမရတာတော့ဒါကန့်တရားပေါ့နော်ကျွန်တော်တို့ကတော့အကောင်းဆုံးစူးစမ်းပါမယ်ဟုတ်ကျေးဇူးတင်ပါတယ်ဗျဟုတ်